္ဂလာပါခင်ရှင်ခစ်တကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်အချက်ပတ်စကောင်စီကမြန်မာနိုင်ငံအတွက်သွင်းကုန်တွေတင်သွင်းမှုကိုလုံးဝထိန်းချုပ်လိုက်ပြီးတဲ့နောက်ဘီလက်မြေတန်ဆောက်လုပ်ရေးတုံပစ္စည်းနဲ့ကားတင်သွင်းခွင့်ပါမစ်တွေကိုမင်းအွန်လိုင်းသားအောက်ပြေဆုံးတမိခင်သီရိတက်မွန်နဲ့မိဖက်စီဝါရေးသမားတွေကသာအခွင့်ထုတ်ခံရရှိပြီးပါမစ်တွေကိုပြန်ရောက်နေတဲ့တည်ထက်အယောင်းဝယ်ဈေးကွက်ကြီးပြတ်ထွက်နေတယ်ဆိုပါတယ်ကျပ်ပမြန်မာစစ်ကောင်စီအနေနဲ့ ပြည်သူတွေအပေါ်အချက်ဖတ်မှုတွေကိုချက်ချင်းရပ်တန့်ပြီးမတရားဖန်ဆီးထားတဲ့သူအလုံးပြတ်လွတ်ပြီးဖို့အမေရိကန်ကအာဆီယံအစည်းအဝေးမှာထပ်မံပြောလိုက်ပြန်တဲ့သတင်းပါဝင်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပြပါမယ်။အခုပထမဆုံးတင်ဆက်ပေးချင်တဲ့သတင်းကတော့အဂျပန်စကောက်စီကမြန်မာနိုင်ငံအတွက် twin ကုံတွေတင် twin မှုကိုလုံးဝထိန်းချုပ်လိုက်ပြီးတဲ့နောက်ဘီလက်မြေတန်ဆောက်လို့ရေးတုံးပစ္စည်းနဲ့ကာတင် twin ခွင့်ပါမစ်တွေကို မင်းအွန်လိုင်းသားအောင်ပြေဆုံးတမီခင်သီရိတတ်မွန်နဲ့မိဖက်စီးပွားရေးဓမ္မတွေကသာအခွင့်ထုတ်ကန်ရရှိပြီးပါမစ်တွေကိုပြန်ရောင်းနေတဲ့တိတဲ့အယောင်းဝင်ဈေးကွက်ကြီးဖြစ်ထွန်းနေတယ်လို့ UMCCI ရဲ့စီးပွားရေးအတိုင်းဝိုင်းကရန်ကုန်ခေတ်တစ်ကိုပြောပါတယ်လက်ရှိမှာအကျန်းဖက်စက်ကောင်စီကပြည်ပနိုင်ငံဂျန်းငွေသုံးဆွဲမှုမှန်သမျှကိုကန့်သက်ပိတ်ပင်ထားသလိုတွင်းကုန်တင်တွင်းမှုအလုံးကိုလည်းပိတ်ပင်ထားပြီးအဲ့ဒီတွင်းကုန်တင်တွင်းသူတွေအနေနဲ့ ဈေးကောင်းစီဖွင့်ထားတဲ့နိုင်ငံသားတုံးဝင်ကြီးကြပ်မှုကော်မတီရဲ့ခွင့်ပြုချက်မရှိပဲစီးပွားကူတန်းဌာနမှာသွင်းကုန်လိုင်စင်လျှောက်ထားလို့မရဘူးဆိုပါတယ်အဲ့ဒီလိုစစ်ကောင်စီဖွင့်ထားတဲ့နိုင်ငံသားတုံးဝင်ကြီးကြပ်မှုကော်မတီဆိုတာကလည်းသွင်းကုန်တင်သွင်းခွင့်တွေကိုအကြမ်းဖက်မင်းအွန်လိုင်းရဲ့တာအောင်ပြည့်စုံတဲ့တမိဖြစ်သူခင်သီရီတက်မွန်အပြင်သူတို့နဲ့မိဖက်စီးပွားရေးသမားတွေကချပေးတာဖြစ်တဲ့အတွက်စီးပွားရေးသမားတွေကပါမစ်လိုချင်ရင်သူတို့စီမဝယ်ရတာဖြစ်လို့အခုငလင်းဖြစ်တော့လေပြန်လဲတိဆောက်ရေးလုပ်ငန်းတွေမှာဘီလက်မြေတွင်ကုန်ပါမစ် တန်ပါမစ်နဲ့စောက်လို့ရေးတုံးပစ္စည်းတင်သွင်းခွင့်ပါမစ်တွေရဖို့စီးပွားရေးသမားတွေကအဲ့ဒီမင်းအောင်လိုင်းရဲ့တအောင်ပြည့်စုံနဲ့တခြားဘိုးချုပ်အတိုင်းဝိုင်းတွေစီကနေပါမစ်တွေပြန်ဝယ်ရတာဖြစ်တဲ့အတွက်ပါမစ်အယောင်ဝယ်ဈေးကွက်ကြီးကိုဖြစ်နေတယ်လို့ UMSCCI ရဲ့စီးပွားရေးအတိုင်းဝိုင်းကရှင်းပြထားပါတယ်ခင်ဗျာတစ်ဖက်မှာတော့အချင်းဖက်စကောင်စီကသူတို့ကိုယ်တိုင်ဒုတိယအချင်း9ရက်အပြည့်ရက်ကြီးညာပြီးတဲ့နောက်မှာပဲ ကချင်ပြည်နယ်ကမိုးညင်းနဲ့ဗမော်ဘက်တွေမှာလေကြောင်းတိုက်ခိုက်မှုတွေအကြီးအကျယ်လုပ်နေသလိုဖားကန်ဘက်မှာလည်းအလုံးရင်းနဲ့စစ်ကြောင်းထိုးလာပြန်တယ်လို့ KIA စီးရဲသတင်းရင်းမြစ်ကရန်ကုန်ခေတ္တကိုပြောပါတယ်။တစ်ဖက်မှာတော့အကြံဖက်စစ်ကောင်စီကဧပြီလ23ရက်နေ့ကနေဧပြီလ30ရက်နေ့အထိဒုတိယအကြိမ်9ရက်တာကာလအပြစ်အခက်ရက်စဲတယ်ဆိုပြီးသူတို့ကိုယ်တိုင်ကြေညာထားပေးမယ်။တစ်ဖက်မှာတော့လက်ရှိကချင်ပြည်နယ်အတွင်းကိုလေကြောင်းတိုက်ခိုက်မှုတွေဇက်တိုက်လုပ်နေရမှာဗမော်မြို့မှာဆိုရင်နေ့စဉ်ရက်စက်ဆိုးသလိုဘုံကျဲနေတယ်ဆိုပါတယ်။ဒါအပြင် တပတ်ကမိုးညင်းမြို့နယ်မှာလဲဧပြီလ22ရက်နေ့ကတည်းမိုးညင်းမြို့နယ်တဲကစနင်းကုန်းကျေးရွာနဲ့တုံပင်ကျေးရွာတွေအပြင်ဖားကန်မြို့နယ်ကလဝကျေးရွာတွေကိုလေနဲ့လာပြီးဘုံတွေကြဲချတိုက်ခိုက်သွားရုံနဲ့မကအင်အားအလုံးရင်းနဲ့စစ်ကြောင်းထိုးတာတွေပါလာလုနေပြန်တယ်လို့ KAI စစ်ရေးသတင်းရင်းမြစ်ကပြောထားပါတယ်ခင်ဗျာတဖက်မှာတော့အကြမ်းဖက်မြန်မာစစ်ကောင်စီအနေနဲ့ပြည်သူတွေပေါ်အကြမ်းဖက်မှုတွေကိုချက်ချင်းရပ်တန့်ပြီးမတရားဖမ်းဆီးထားသူအလုံးပြန်လွတ်ပေးဖို့အမေရိကန်ကထပ်မံပြောလိုက်ပြန်ပါတယ်ဒါကိုတော့ ဧပြီလ22ရက်နေ့ကပဲကမ္ဘောဒီးယားနိုင်ငံမှာပြုလုပ်ခဲ့တဲ့38ကြိမ်မြောက်အမေရိကန်အာဆီယံဆွေးနွေးပွဲမှာအမေရိကန်ပြည်ထောင်စုအရှိအာရှနဲ့ပစိဖိတ်ရေးရာဘူရိုအကြီးတန်းအရာရှိရှောင်းအိုနေကပြောဆိုလိုက်ပြန်တာပါလက်ရှိအမေရိကန်အနေနဲ့မြန်မာရေးနဲ့ပတ်သက်ပြီးအာဆီယံဘုံသဘောတူညီချက်5ရက်နဲ့အညီမြန်မာနိုင်ငံအမှန်တကယ်ဒီမိုကရေစီလမ်းကြောင်းပေါ်ကိုပြန်ရောက်ဖို့အာဆီယံနဲ့အတူအနီးကပ်ပူးပေါင်းဆောင်ရွက်နေတယ်လို့လည်းဆိုပါတယ် အဲ့ဒီအတွက်အကြမ်းဖက်မြန်မာစစ်ကောင်စီအနေနဲ့ပြည်သူလူထုအပေါ်အကြမ်းဖက်မှုတွေကိုချက်ချင်းရပ်တန့်ပြီးမတရားဖန်ဆီးထားတဲ့သူတွေကိုလွှတ်ပေးဖို့အပြင်စစ်ကောင်စီအနေနဲ့လက်ရှိငလင်းဒန်သိမ့်မြန်မာပြည်သူတွေအတွက်နိုင်ငံတကာလူသားချင်းစာနာမှုအကူအညီတွေကိုလည်းလိုအပ်နေတဲ့သူတွေစီအတားဆီးမရှိဝင်ရောက်ကူညီခွင့်ပေးဖို့ကိုလည်းအမေရိကန်ကအဲ့ဒီအစည်းအဝေးမှာတောင်းဆိုတော့ပါသေးတယ်ခင်ဗျာတဖက်မှာတော့ရှမ်းပြည်နယ်နဲ့ကင်းနီပြည်နယ်အဆက်ကဖဲခုံမြို့နယ်မြင်းမထီတောင်မှာ ဒေသခံတိုင်းသားတွေကန့်ကွက်နေတဲ့ကြားကတရုတ်ကုမ္ပဏီနဲ့၄ point ကျဲကုမ္ပဏီတို့ကအတင်းကျပ်ဝင်ရောက်ပြီးတထုတူဖို့နေပြန်တယ်လို့ဒေသခံပြည်သူတွေကရန်ကုန်ခေတ်တက်ကိုပြောပါတယ်။ဒါကတော့အခု2025ခုနှစ်မတ်လကစပြီးအဲ့ဒီရှမ်းပြည်နယ်နဲ့ကင်းနီပြည်နယ်အဆက်ကဖဲ့ခုံမြို့နယ်မြင်းမထီတောင်မှာဒေသခံတိုင်းသားတွေကန့်ကွက်နေတဲ့ကြားက၄ point ကျဲကုမ္ပဏီဟာတရုတ်ပိုင်း Master One ကုမ္ပဏီနဲ့ပေါင်းပြီးတထုတူဖို့ဒါတွေကိုအတင်းကျပ်ဝင်ရောက်လုပ်နေကြတယ်ဆိုပါတယ်။လက်ရှိအဲ့ဒီမြင်းမထီတောင်မှာ အကြီးစားတပ်ထုတူဖို့ထုတ်ယူတာတွေကိုဒေသခံပြည်သူတွေကအပြင်းထန်ကန့်ကွက်ထားပြီးຫນွေဦးတော်လိုင်းရေးမပြီးမဆုံးမချင်းအဲ့ဒီနယ်မြေဒေသအတွင်းအကြီးစားတပ်ထုတူဖို့တဲ့မြေတိကုမ္ပဏီတွေမဆိုးလက်မခံဘူးလို့ပြောထားပေမဲ့လက်ရှိတပ်ထုတူဖို့နေတဲ့၄ပွင့်ကျဲကုမ္ပဏီကလိုက်နာမှုမရှိဘဲတရုတ်ကုမ္ပဏီတွေကိုပါခေါ်လာပြီးတော့ဆက်ရန်နီးယားတွေနဲ့တပ်ထုတူဖို့မှုတွေကိုအကြီးကျယ်လာလုနေကြတယ်လို့ဒေသခံပြည်သူတွေကပြောထားကြပါတယ်ခင်ဗျာ ဖက်မှာတော့ပဲခူးတိုင်းကမင်းလာမြို့နယ်တိုက်ပွဲအတွင်းကြကြံခဲ့တဲ့ mobile phone ကိုစေကောင်းစီတပ်ဖွဲ့ဝင်နှစ်ဦးကလာပြန်ရှာတဲ့အချိန်တော်လိုင်းရေးတပ်ဖွဲ့တွေကအရှင်ဖမ်းဆီးရမိခဲ့ပြီမြင်ပြန်လဲခုခံထွက်ပြေးတဲ့အတွက်ပြစ်ခတ်ဖမ်းဆီးရမှာတော့စေကောင်းစီတပ်သားနှစ်ဦးစလုံးပွဲချင်းပြီးတွေကိုတိတ်ကုန်ကြပြီလို့တာယာဝတီခန်း PDF ရဲ့တာဝန်ရှိသူတို့ကရန်ကုန်ခေတ်တွေကိုပြောပါတယ်ဖြစ်စဉ်ကတော့ မရှလာအကုံကလေးကမင်းလာမြို့နယ်အတွင်းစစ်ကြောင်းထိုးဝင်ရောက်လာတဲ့စစ်ကောင်စီတပ်သားတွေကိုတော်လိုင်းရေးတပ်တွေကစစ်ကြောင်းထိုးရလက်နက်ရှောင်းလိုက်လံတိုက်ခိုက်နေတာဖြစ်တယ်လို့ဆိုပါတယ်။အဲဒီလိုတိုက်ပွဲတွေအတွင်းမှာပဲစစ်ကောင်စီဘက်ကထေတဲ့သူတွေလည်းတော်တော်ကိုများနေတဲ့အပြင်တိုက်ပွဲဖြစ်ပွားရာနေရာတွေကနေထွက်ပြေးသွားကြတဲ့စစ်သားတွေလည်းရှိပြီးအဲဒီထဲမှာမှကျုံကုန်ခြေရွာအနီးဖြစ်ပွားတဲ့တိုက်ပွဲအတွင်းကြကြံခဲ့တဲ့မိုဘိုင်းဖုန်းကိုစစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦးကလာပြန်ရှာခဲ့တယ်ဆိုပါတယ်။အဲ့ဒီမှာပဲ တော်လန်ရေးတပ်တွေကအဲ့ဒီလိုဖုန်းလာပြန်ရှာတဲ့စစ်ကောင်စီတပ်သား၂ဦးကိုအရှင်ဖမ်းဆီးရမိခဲ့ပြီမယ်။အဲ့ဒီစစ်သား၂ဦးကပြန်လဲခုတ်ကန်ထွက်ပြေးတဲ့အတွက်တော်လန်ရေးတပ်တွေကပြစ်ခတ်ဖမ်းဆီးရမှာတော့စစ်ကောင်စီဝင်၂ဦးစလုံးဟာနေရာမှာပဲပွဲချင်းပြီးတွေကိုတိတ်ကုန်ကြတယ်လို့တာယာဝတီ KPDA ရဲ့တာဝန်ရှိသူတို့ကပြောထားပါတယ်ခင်ဗျာ။ တဖက်မှာလေပဲခူးတိုင်းညောင်လေးပြည်မြို့နယ်ပဇွန်မြောင်းကျေးရွာမှာရှိတဲ့ကျမ်းပစစ်ကောင်စီတပ်စခန်းကိုတော်လန်ရေးပူပေါင်းတပ်တွေကလက်နက်ကြီးနဲ့ရောစနိုက်ပါနဲ့ပါပစ်ခတ်တိုက်ခိုက်မှုအတွင်စေကောင်စီတပ်သား2ဦးကတော့ပွဲချင်းပြီးကိုသေသွားကြပြန်ပြီလို့ Fire Dragon PDF တပ်ဖွဲ့ရဲ့တာဝန်ရှိသူတဦးကရန်ကုန်ခေတ္တကိုပြောပါတယ်ဖြစ်စဉ်ကတော့ဧပြီလ27ရက်နေ့ကပဲပဲခူးတိုင်းညောင်လေးပြည်မြို့နယ်ပဇွန်မြောင်းကျေးရွာမှာရှိတဲ့ကျမ်းပစစ်ကောင်စီတပ်ခြေကုပ်ယူထားရာစခန်းကိုတော်လန်ရေးပူပေါင်းတပ်တွေကလက်နက်ကြီးနဲ့ရော စနိုက်ပါနဲ့ပါပြစ်ခတ်တက်ခတ်ခဲ့တယ်ဆိုပါလေအဲ့ဒီလိုတက်ခတ်မှုအတွင်းစေကောင်စီဘက်ကစနိုက်ပါမိတဲ့သူနဲ့လက်နက်ကြီးထိတဲ့သူစစ်သား၂ဦးကတော့ပွဲချင်းပြီးတွေကိုတိတ်ကုန်ကြပြီးတဲ့နောက်စေကောင်စီကအဲ့ဒီစခန်းမှာနောက်ထပ်စစ်အင်အားထပ်တိုးပြီးပြင်ဆင်မှုတွေပါလုပ်နေကြပြန်တယ်လို့ Fire Dragon PDF တပ်ဖွဲ့ရဲ့တာဝန်ရှိသူတို့ကပြောထားပါတယ်ခင်ဗျာဟုတ်ကဲ့ဒါကတော့ရေုံခစ်တက်ကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နားငယ်ပါ